ါစကားကာလပြင်စမတည်င်းပတ်ရဲ့ဗုဒ္ဓဟူးနေ့ရှင်ရောအင်းဝင်ကလေးချမ်းအခန်းကြီး15အခန်းငယ်1မှ8ထိုချိန်၌ယေရှုကတပည့်တော်တို့အားမိန့်တော်မူသည်မှာငါသည်စစ်မှန်သောစပြည့်နယ်ပင်ဖြစ်၏ငါ၏ခမည်းတော်သည်စပြည့်ဥယျာဉ်မှုဖြစ်တော်မူ၏ကိုတော်သည်ငါ၌အတိမတိသော အကိုင်းအခဲဟုသမျှတို့ကို ဖြတ်တောက်ပြည့်၍ အတီးတီးသောအကိုင်းအခက်ဟုသည်များတို့ကိုမူကားပို၍တီးစီရန်ရှင်းလင်းပြုပြင်ပေတော်မူလိမ့်မည်တင်တို့သည်လည်းတင်တို့အားငါဟောပြောခဲ့သောစကားအဖြစ်ရှင်းလင်းပြုပြင်ခြင်းခံခဲ့ရလေပြီဖြစ်၏ငါ၌တည်နေကြလော့ငါသည်လည်းတင်တို့၌တည်နေမည်စပြစ်ပင်၏အကိုင်းအခက်တို့သည် အပင်နှင့်တဆက်တည်းမတည်ရှိလျင်မိမိတို့အလိုလျောက်အတီးမတီးနိုင်တကဲ့သို့တင်တို့သည်လည်း ငါ၌မတီးရှိလျင်အသည်မတီးနိုင်ကြငါသည်စပြစ်နွယ်ပင်ဖြစ်သင်တို့သည်အကိုင်းခဲများဖြစ်ကြ၏အကျဉ်သူသည်ငါ၌တီး၍ငါသည်လည်းသူ၌တီးနေလျင် သူသည်အသည်များစွာတီးလိမ့်မည်အကြောင်းမူကားသင်တို့သည်ငါနှင့်ကင်းကွာလျင်မြည်သည့်အရာကိုမျှမတတ်နိုင်ကြအကျဉ်သူသည်ငါ၌မတီးရှိလျင်သူသည်အကိုင်းခက်ကဲ့သို့ လွှင့်ပြခြင်းခံရ၍ညှိုးချောက်သွားလိမ့်မည်ထိုအခါလူတို့သည် ထိုအကိုင်းခက်တို့ကို စုသိမ့်၍မိသေးသူပြစ်ချပြီး ရှို့ကြလိမ့်မည်သင်တို့သည်ငါ၌တည်နေကြ၍ငါ၏တရားတော်သည်လည်းသင်တို့၌တည်နေလျင်သင်တို့အလိုရှိသော အရာမှန်သမျှကို တောင်းလျှောက်ပါက ထိုအရာကိုသင်တို့အားပေးတော်မူလိမ့်မည်သင်တို့သည်များစွာသောအသီးတို့ကိုတီး၍ ငါ၏တပည့်များဖြစ်ကြောင်းတက်သေးပြခြင်းအားဖြင့်ငါခမည်းတော်၏ဘုန်းကုံတော်သည် ထင်ရှားလေ၏ယေရှုခရစ်တော်သခင်မွန်မြတ်သောဧဝံဂေလိတရားတော်ပေသည် Fusion of existence တည်ရှိမှုများပေါင်းစပ်သွားခြင်းတည်ရှိမှုနှစ်ခုဟာနှစ်ခုမဟုတ်တော့ဘဲတစ်ခုဖြစ်သွားပါတယ် existence နှစ်ခု fuse လောက်တလို့ချိတ်ဆက်ပေးလိုက်တလို့မျိုးချိတ်ဆက်သွားပါတော့တယ်ဒီနေ့မှာဥပမာပေးလာကတော့စပြစ်ပင်နဲ့စပြစ်နွယ်အကိုင်းခတ်တွေပဲဖြစ်ပါတယ်တခုလည်းဖြစ်သွားတယ်ဘဝတခုလည်းတရှိမှုတခုလည်းအဖြစ်ပြက်တခုလည်းကိုပဲသူတို့ဖြတ်ကျော်ရတော့မှာဖြစ်ပါတယ်အသီးပွင့်များ ပွင့်ရတော့မယ်ဇာတိပဂရိရဲ့ချက်ထွင်လာခြင်းလည်းပဲဖြစ်ပါတယ်ဖះဟာလူနဲ့ တပေါင်းနဲ့ဖြစ်လာတယ်လူနဲ့ဆက်ဆက်လာတယ်တပင်နဲ့အဖြစ်အောင်ကိုလှုပ်လိုက်ပါတယ်ဘာစကားအဖြစ်ပြက်ဒီအားဖြင့်ပထမတစ်ချက်အနေနဲ့ကတော့သူ့ရဲ့လူအဖြစ်ကိုယူခြင်းအားဖြင့်တပေါင်းနဲ့တစားတယ်ဖြစ်လာတယ်ဒါမှဘာစကားဘွဲအဖြစ်ပြက်ဒီဖြစ်တဲ့အခါမှာတော့လူခံထရရမဲ့လူရဲ့ဘဝပတ်တန်တစ်ခုလုံးကို သူဟာယူလိုက်ခြင်းအားဖြင့်သူဟာထမြောက်ခြင်းအားဖြင့်ပြန်ပြီး လူတွေရဲ့ဒီအဖြစ်အပျက်လူတွေရဲ့တည်ရှိမှုကိုအတိတ်တော့တည်ရှိမှု သူ့နဲ့ဆက်နေတဲ့တည်ရှိမှု သူ့နဲ့ဖြတ်လို့မရအောင်ထာဝရတည်မဲ့အဆက်အနွယ်တစ်ခုကိုတည်ထောင်လိုက်ခြင်းလည်းပဲဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ကျမ်းပိုက်ကိုဩဂတ်စင်းနဲ့အသိနော်ဖခင်ကြီးများက fusion of beings fusion of existence တည်ရှိမှုတွေပေါင်းဆက်သွားပြီးဆိုတဲ့ပုံစံမျိုးကို အမြတ်တနိုးဖော်ပြလာတာကိုတွေ့ရပါတယ်။ဒါကြောင့်ဒီအချက်ကိုမူတည်ပြီးတော့ယုံကြည်သူတွေသိရှိလာကြပါတော့တယ်။သူတို့ဟာသူတို့ကြီးပဲမဟုတ်တော့ဘူး။ထမြောက်တဲ့ပုဂ္ဂိုလ်သူတို့လည်းပဲထမြောက်နိုင်တယ်။ဒီထမြောက်တဲ့ပုဂ္ဂိုလ်ရဲ့ဘဝထဲမှာ ပါဝင်နိုင်တယ်။ဒီပုဂ္ဂိုလ်ဟာအဆက်အသွယ်ပြတ်မသွားဘူး။ပုံမူပြီးနှက်ဆိုင်တဲ့ဤစင်မာနဲ့ဤနဲ့ဆက်သွယ်လျက်ရှိတော့မယ်။ဒီဆက်သွယ်ဟာအပင်အပင်မှာရှိတဲ့အကိုင်းအခန့်နဲ့ပင်စည်းကဲသို့အမြဲဆက်သွယ်နေတယ်။ ထုတ်တဲ့ချက်ကိုယုံကြည်လာကြပါတော့တယ်။ယုံကြည်တာဘာလို့ယုံကြည်လဲဆိုရင်သူ့ရဲ့စကားကြောင့်လည်းပဲဖြစ်နေပါတယ်။သူ့ရဲ့စကားဟာဘာဖြစ်လို့ယုံကြည်ထိုက်လဲဆိုရင်ပါစကားအဖြစ်ပြက်တွေကြောင့်ကျွန်တော်တို့ယုံကြည်ထိုက်တဲ့ယုံကြည်ရမယ့်စကားတွေလည်းပဲဖြစ်လာပါတယ်။ဒါကြောင့်အဲ့ဒီအချိန်တွေကစပြီးယုံကြည်သူများဟာသူတို့ဘဝကိုခရစ်တော်နဲ့ဆက်ဆက်ပြီးခါမှနားလည်လာတယ်ဆက်ဆက်နေတယ်ဆိုတာကိုသိလာကြတယ်။သူတို့ဟာသူတို့ဘဝကြီးပဲမဟုတ်ပဲအခက်ခဲမှန်သမျှကိုလည်းပဲဒီဆက်ဆက်မှုပေါ် ဒီဆက်နွယ်မှုပေါ်မူတည်ပြီးကမှဖြည့်ရှင်းကြတာကိုတွေ့ရပါတယ်။ပထမကျမ်းမှာကြားရတာပဲဖြစ်ပါတယ်တမန်တော်တွေအသင်းတော်စတီထောင်စဉ်ကလေးကအခက်ခဲအကြက်တဲအတွင်းပြင်အမျိုးမျိုးသော ကိစ္စရက်တွေရှိပါတယ်။ဒါပေမဲ့ဒီဟာတွေကဒီဟာကြီးပဲမဟုတ်ဘူး။သူတို့နောက်မှာပါနေတဲ့သူတို့နဲ့ဆက်နွယ်နေတဲ့ပုံကိုယ်ကိုပေါ်မူတည်ပြီးသူတို့ဒီအဖြစ်ပြက်တွေဒီပြဿနာတွေကိုချင့်ကပ်ကြပါတယ်။ နားလည်ဖို့ကြိုးစားကြပါရယ်အဖြစ်ထွက်ထုတ်ဖို့ကြိုးစားကြပါရယ်ဒါဟာဘဝအသစ်ပဲဖြစ်ပါရယ်ဘဝအသစ်ဆိုတာဟာသူ့နဲ့တည်ရှိနေခြင်းပဲဖြစ်ပါတော့တယ်ဒါကြောင့်သူ့ရဲ့တည်ရှိနေတဲ့သပြည့်နိုင်တဲ့သပြည့်ပင်ဒီဥပမာဟာအင်မတန်မှလှပါရယ်ထိရောက်တဲ့ဥပမာပေးမှုလည်းပဲဖြစ်နေပါရယ်သူဟာအမြဲဆက်သွယ်ပြုနေတယ်ဆိုတာကိုယုံကြည်ပြီးတော့သူ့နဲ့ဆက်သွယ်မပြတ်ဖို့သူ့ဘုံမှာအမြဲတမ်းပဲ မှုဤနေဖို့အတွက်ကြိုးစားကြပါစို့